မင်္ဂလာပါရှင်7 minute tv ရဲ့ facebook ခွင့်ကဏ္ဍကနေကြိုဆိုပါရစေဂျွန်လာ28ရက်နေ့မနေ့ကလူမှုကွန်ရက် facebook စာမျက်နှာပေါ်မှာရေးပန်းစားခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Michael Jackson ကနေလွှမ်းပိုင်ကိုသူကိုယ်တိုင်ကျေးဇူးတင်စကားပြောတယ်ဆိုပြီးဖန်တီးထားတဲ့ video file အကြောင်းပဲဖြစ်ပါတယ်ဒီ video file ကို Reggie Min မြင်နဲ့ facebook သုံးဆသူတို့ကနေ မိုက်ကယ်ဂျက်ဆင်ကတော့လွှမ်းပိုင်ကိုသူကိုယ်တိုင်ကျေးဇူးတင်စကားပြောလိုက်ပါပြီ။သူ့တခြင်း you are not အလုံးကိုကိုပိုင်ကစုထုပြုထားတာကိုသူကစိတ်မဆိုးတဲ့အပြင်လူတွေသူ့ကိုတဖန်ပြန်သတိရအောင်လှုံ့ဆော်ခြင်းဖြစ်တယ်ဆိုပြီးကျေးဇူးတွေတောင်းတင်လို့ဘလောက်ချစ်ဖို့ကောင်းလဲလို့ရေးသားပြီးဒီဖန်တီးထားတဲ့ဗီဒီယိုဖိုင်ကိုတင်ခဲ့တဲ့အတွက်ဝင်ရောက်ကြည့်ရှုသူတသိန်းကျော်နဲ့ပြန်လည်မျှဝေသူတွေ2000ကျော်တိရှိခဲ့ပြီး Facebook လူမှုကွန်ရက်ပေါ်မှာပြန်လည်လာခဲ့တာပဲဖြစ်ပါတယ်။တကယ်လာပြောနေတယ်အောင်ထင်သွားတယ်ကွာ။ ကော်ပီဆိုတော့ဘာဖြစ်လို့လဲမြန်မာနိုင်ငံကအဆိုတော်တိုင်းဆိုကြတာပဲလေသူဆိုထားတဲ့တခြားချင်းတွေကောင်းပါတယ်ကိုပိုင်တန်စင်နဲ့လိပ်ပြလုံးလုံးဆိုနိုင်တဲ့အဆိုတော်မြန်မာပြည်မှာရှားတယ်ဒါကြောင့်ကိုပိုင်တန်စင်ဖြစ်တဲ့မြန်မာတန်စင်တွေကိုပဲအားပေးတာလွန်ပိုင်ကြမှာလေစကားပြောတာတခြားလူတွေကော်ပီဆိုတော့ဒီသံထဘူးလူတွေစိတ်ထက်ကလမ်းဘေးရောက်နေတယ်ဆိုပြီးအမြင်မတူတဲ့မှတ်ချက်တွေအမျိုးမျိုးရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ် from pai from myanmar for all his hard work and all his efforts and making me remembered again. Thank you. <laughs> နောက်ဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့လဲတန်းလိုင်းစုံမှာငွေလိမ်တောင်းနေတဲ့သူတူရဲ့ဗီဒီယိုဖိုင်တောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်ကိုရဲစော်အမည်နဲ့ Facebook သုံးဆဲသူတူကနေ လဲရန်ဒရာအောင်စကိတ်ကွင်းနာကအဖြစ်ပြက်လေးပါစိတ်သေးတကယ်မကောင်းဘူးမျက်ရည်ပါကျတယ်လို့ရေးသားပြီးတင်ခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ထဲမှာဆိုရင်လမ်းမလျှောက်နိုင်မဲ့ကားလမ်းတစ်လျှောက်ဖင်တိုးတက်ဆွဲပတ်စံတောင်းနေတဲ့သူကနောက်တော့လမ်းထွက်လျှောက်သွားတာကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကိုဝင်ရောက်ကြည့်ရှုသူ၄သိန်းကျော်နဲ့ပြန်လဲမျှဝေသူတွေ9000ကျော်ထိရှိခဲ့ပြီးလူမှုကွန်ရက်ပေါ်မှာပြန်ထန်လာခဲ့တာပဲဖြစ်ပါတယ် လုံစားနေတာဟာလမ်းလျှောက်တက်တယ်။လှဲထဲမှာခဏခဏတွေ့နေတာ။ပက်တီးပေါ်မှာအနာဝန်ဖြစ်အောင်ပုံဆွဲထားတာလား။မိကက်နယ်လားတော့မသိဘူး။စကေးကကျန်နေတွေ့တာတော့ကြာပြီ။နောက်ပိုင်းပူသနာအောင်ကလေးလေးတယောက်တောင်ပါလာသေးတယ်။အစကမြဲရွယ်နောက်ဆုံးကြတော့ငွေရမလားဒေါသထွက်ရမလားဖြစ်သွားတယ်ဆိုပြီး Facebook သုံးဆွဲသူတွေကဒီကြောင်ရနေပတ်သက်ပြီးမှတ်ချက်တွေမျိုးမျိုးရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါဗျ။ ီနေ့အတွက် Facebook တွင်ကဏ္ဍကတော့ဒီလောက်ပါပဲ 70D ပြည်သက်များအောင်ရှင်လန်းချမ်းပြကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်